ရခိုင်ပင်လယ်ပြင်အတွင်းစစ်တပ်ရဲ့ရေတပ်လှုပ်ရှားမှုတွေပုံများလာတယ်လို့အေအေးထိန်ရှုပ်ထားတဲ့မြို့နယ်တွေကိုပြန်လည်ထိုးစစ်ဆင်ဖို့ပြင်ဆင်မှုတွေရှိနေတာကြောင့်အာရခတတော်အေအေးကတန်တွင်းနဲ့ကွာမြို့နယ်အနီးပင်လယ်ပြင်မှာညအချိန်ငါးဖန်ကွင်းတွေကိုမနေ့ကအောက်တိုဘာလ16ရက်နေ့မှာအသိပေးတားမြစ်ချက်ထုတ်ပြန်လိုက်ပါတယ်။အာရခတတော်နဲ့စီအေအေးအရာထိုက်တိုက်ရင်ဆိုင်နေရတဲ့မြို့တွေဖြစ်ကြတဲ့စစ်တွေကြောက်ဖြူမြို့နယ်တွေမှာစစ်ကောင်မရှင်ကစစ်အင်အားတုံ့ပြန်မှုတွေခက်ဆက်ဆိုက်ပြုလုပ်နေတယ်လို့ အေးအေးအပြည့်အဝထိန်းချုပ်ထားတဲ့အတန်းတွေနဲ့ကွာမျိုးနဲ့အနေပင်လင်ပြင်မှာလဲစစ်သင်းမောတွေသွာလာလှုပ်ရှားမှုတွေပုံမပြုလုပ်လာတယ်လို့သိရပါတယ်။တပြိုင်နက်တည်းမှာစစ်ကော်မရှင်ဟာအေးအေးထိန်းချုပ်ထားတဲ့မျိုးတွေအထက်ကတချို့မျိုးတွေကိုပြန်လည်ထိုးစစ်ဆင်တိုက်ခိုက်သိမ်းပိုက်ဖို့အတွက် ပြင်ဆင်မှုတွေကိုလည်းအခုရပိုင်းအတွင်းမှာပိုပြီးတွေ့လာရတယ်လို့ဆိုထားပါတယ်။ဒီလိုအခြေအနေတွေကြောင့်တန်တွေနဲ့ကွာမျိုးအနေပင်လင်ပြင်မှာ ည6နာရီကနေမနက်6နာရီအထိညအချိန်၅ဖမ်းမှုတွေကိုအော်တိုဘာလ19ရက်နေ့ကစတင်ကအကန့်အသတ်မရှိပြပင်လိုက်တာပါမြန်မာစစ်တပ်ဟာစစ်အင်အားဖြစ်တင်းမှုတွေနဲ့စီရေအတွက်၅ဖမ်းလေတွေကိုအကာအကွယ်ယူလှုပ်ရှားလာနိုင်တာကြောင့်လက်ရှိစီရေအခြေအနေတွေအရာ အခုလိုကန့်သတ်လိုက်တာလို့ဆိုထားပါတယ်ဒီတားမြစ်အမိဟာထုတ်ပြန်လိုက်တဲ့နေ့ကစပြီးတော့ပြန်လေရုပ်သိမ်းကြောင်းကိုမထုတ်ပြန်မချင်းတည်ရှိနေမှာဖြစ်ပါတယ် စစ်တပ်ရဲ့စစ်သင်္ဘောတွေကနေပင်လေပြင်အတွင်းငါးဖမ်းနေကြတဲ့ငါးဖမ်းလေတွေကိုလက်နက်ကြီးတွေနဲ့ပြစ်ခတ်တိုက်ခိုက်တာ ရေလုံသားတွေကိုဖမ်းဆီးတပ်ဖြတ်တာတွေကိုပါပြုလုပ်မှုတွေရှိနေတယ်လို့ဒေသခံတွေနဲ့ငါးဖမ်းသမားတွေကပြောကြပါရဲ့ရှင်။